ဆရာတော်နံမီတော့မပြောတော့ပါဘူးဖေယားဆရာတော်တပါးကတမီးကိုအဖေကပြန်ယူရင်အပြည့်မရှိဘူးပြောနေပါတယ်ဖေယားအဲ့ဒါဟုတ်ပါသလားဖေယားသိကြင်ပါတယ်ဖေယားတဲ့ဦးစင်လည်းကြည့်လိုက်ရပါတယ်နော်သူကကာမေသူမိစ္ဆာစာရကံထိုက်မထိုက်ဆိုတာကိုရှင်းပြတာပါကာမေသူမိစ္ဆာစာရကံထိုက်သည်ဖြစ်စေမထိုက်သည်ဖြစ်စေအဖေနဲ့တမီးအမေနဲ့သားမောင်နှမသွေးချင်းဆိုတာတွေကမှားအပ်တဲ့အရာတွေမဟုတ်ဘူးနော် အဲ့ဒီလိုအဖေနဲ့သမီးအမေနဲ့သားမောင်နှမတွေးချင်းတွေဟာမှမအပ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလိုတွေမှားမယ်ဆိုရင်အင်္ဂုတ္တရနိပေတိကနိပတ်ဒုတိယပါဏာတကဗေမနဝတ်ပါလောကတုံမှာမိစ္ဆာဓမ္မဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားခဲ့ပါတယ်အဲ့ဒီလိုမိစ္ဆာဓမ္မဖြစ်စေတဲ့အတွက်ကြောင့်အဖေနဲ့သမီးအမေနဲ့သားမောင်နှမတွေးချင်းဆိုတာတွေကလုံးဝမှားတဲ့မှားထိုက်တဲ့အရာတွေလည်းမဟုတ်သလို့ မှားမိမယ်ဆိုရင်အပြစ်လဲကြီးသည့်အပြင်ဒီလိုမှားခြင်းမျိုးဟာအောက်တန်းကျတဲ့မှားခြင်းမျိုးလည်းဖြစ်ပါတယ်နော်အဲဒါကြောင့်ဒီလိုမှားခြင်းမျိုးဟာလုံးဝမှားတဲ့မှားထိုက်တဲ့အရာမျိုးမဟုတ်ပါဘူးဦးဇင်းကောသလမင်းကြီးကမြတ်စွာဘုရားနဲ့ရင်းနှီးတာတောင်းဘာလို့တောတာပန်တောင်းဖြစ်မသွားရှာတာလဲဖေယားသိကျင်လုံးလို့ပါဖေယားတဲ့ကောသလမင်းကြီးကညာအမတန်ထိုင်းတယ်နော်အဲ့ဒီလိုညာအမတန်ထိုင်းတဲ့အတွက် ဖျားရှင်ဟောကြားတဲ့တရားတော်တွေကိုနားမလည်တာကများတယ်။အဲ့ဒီအချက်ကလည်းပဲသူ့အတွက်သောတာပန်မဖြစ်နိုင်စရာအကြောင်းတစ်ချက်ပေါ့။နောက်ပြီးအနာဂတဝံဝုထုတပ္ပဗုဒ္ဓအနာဂတဝံကျမ်းမှာအရိမတိယဖျားပွင့်ပြီးလို့ဒီကဘာပြက်ပြီးတဲ့နောက်ကဘာတသိန်းကြာရင်မန္ဒကဘာဆိုတာပေါ်လိမ့်မယ်။အဲ့ဒီမန္ဒကဘာမှာရာမဖျားနဲ့ဓမ္မရာဇာဖျားဆိုပြီးဖျားနှစ်စုပွင့်လိမ့်မယ်။ အဲ့ဒီဖယားနှစ်စုတည်းကဓမ္မရာဇာဖယားဆိုတာဟာကောသလမင်းကြီးဖြစ်တယ်လို့ဆိုတယ်ကောသလမင်းကြီးဟာဖယားအလောင်းဖြစ်တဲ့အတွက်သောတာပန်မတည်ခြင်းဖြစ်ပါတယ်ဖယားအလောင်းတွေဟာသောတာပန်တည်လိုက်မယ်ဆိုရင်ဖယားဖြစ်လို့မရပါဘူးเนาะကဲဒါဆိုရင် ကောသလမင်းကြီးဘာကြောင့်သောတာပန်မတည်တာလဲဆိုတာကိုသိလောက်ပြီးသင်ပါတယ်เนาะရွာကအကြောင်းထိုင်ဖုန်ကြီးက ရာမဆိုတဲ့မူရည်စေဝါသုံးနေကြောင်းပါဖေယသူကိုယ်တိုင်လည်းဝန်ခံပါတယ်ဖေယစေအဖြစ်သုံးတာပါတယ်ဖေယတင့်တော်ပါသလားအရှင်ဖေယတဲ့စေအဖြစ်သုံးမယ်ဆိုရင်အခြားသုံးစရာစေဝါတွေအများကြီးရှိပါတယ်နော်ဒီတစ်ခုတည်းကိုသုံးမှာမဟုတ်ပါဘူးစေအဖြစ်သုံးတာဟုတ်မဟုတ်ဆိုတာတော့ကာယကံရှင်ကိုယ်တိုင်ပဲသိမှာပါနော်အကယ်၍စေအဖြစ်သုံးတယ်ဆိုရင်တောင်မှ သူ့ကြီးပဲတတ်တတ်သုံးလို့မရပါဘူးမဟာဝါပါဠိတော်မှာယဟန်တပါးဟာဥယျအနာပေါက်ပါတယ်အဲ့ဒီဥယျအနာဟာစီကိုချက်ပြီးအရက်နဲ့ရောတောက်မှပျောက်ပါတယ်အဲ့ဒါကိုသိမသိဖျားရှင်ထံမင်းမြန်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအရက်ဤအနံလဲမထင်ရှားအစင်းလဲမထင်ရှားအရပါလဲမထင်ရှားဘူးဆိုရင်တောက်သုံးခွင့်ရှိစေဆိုပြီးခွင့်ပြုတော်မူခဲ့ပါတယ် ဲ့ဒါကိုကြည့်မယ်ဆိုရင်ငူးရည်စေးဝါးကိုစေးအဖြစ်သုံးတဲ့အခါမှာသူ့ကြီးပဲတက်တက်သုံးလို့မရဘူးဆိုတာဟာထင်ရှားပါတယ်နော်ဒါကြောင့်စေးအဖြစ်အသုံးပြုတယ်ဆိုတာဟာအကြောင်းပြချက်တစ်ခုလိုပဲမြင်ပါတယ်နော်ဖုံဖုံကြီးတိမ်ကြောင်းမှာမိန်းကလေးတွေညာအိတ်လို့ရလာဖရမိန်ကြားပေးပါရန်တပည့်တော်ယိုသေးစွာခြေတော်ဥခိုက်ရှောက်ထားအပ်ပါသည်ဖရဒါကဒီလိုရှိပါတယ် အဲ့ဒီတိမ်ကြောင်းထဲမှာယဟန်တွေရှိနေမယ်ဆိုရင်တော့မိန်းကလေးတွေအိတ်လို့မရပါဘူးเนาะဘာကြောင့်လဲဆိုရင်ယဟန်တွေဟာတမိုးထဲမှာမိန်းကလေးတွေနဲ့အရုံတက်တဲ့အထိကျင်းဆက်မိမယ်ဆိုရင်ဒုတိယပဟတေယသိခါဖို့အရာတုဒ္ဒပါစိအဘက်တင့်ပါလေဒါကြောင့်မိန်းကလေးတွေအနေနဲ့ယဟန်တွေနဲ့တမိုးထဲမှာအတူတူမအိတ်ကောင်းပါဘူးเนาะအကယ်၍ယဟန်တွေမရှိဘူးဆိုရင်တော့အိတ်လို့ရပါတယ်အချို့က မိန်းကလေးတွေတိမ်ထဲမဝင်ကောင်းဘူးဆိုပြီးပြောနေကြပါတယ်မဟုတ်ပါဘူးဝင်လို့ရပါတယ်เนาะဖယားရှင်လက်ထက်ကဘိက္ခုနီမသာသနာဆိုတာရှိပါတယ်မိန်းကလေးတွေဟာဘိက္ခုနီမဝိချင်တယ်ဆိုရင်တိမ်ဝင်ပြီးကမဝါဖတ်မှဘိက္ခုနီမဖြစ်ပါတယ်တကယ်၍မိန်းကလေးတွေတိမ်ထဲမဝင်ရဘူးဆိုရင်ဖယားရှင်ကဘိက္ခုနီမသာသနာကိုခွင့်ပြုမှာမဟုတ်ပါဘူးဒါကြောင့်မိန်းကလေးတွေတိမ်ထဲဝင်လို့ရပါတယ် မိန်းကလေးတွေတိမ်ကြောင်းမှာညအိတ်လို့ရလာဆိုတဲ့မိဘုံကိုဖြေရမယ်ဆိုရင်ယဟန်တွေရှိတယ်ဆိုရင်အိတ်လို့မရပါဘူးယဟန်တွေမရှိဘူးဆိုရင်တော့အိတ်လို့ရပါတယ်နော်အရှင်ဘုရားတတိတော်ဒေါသထွက်ပြီးမိဘကိုပြန်ပြောဆိုပြီးရိုင်းဆိုင်စွာ ပြောမိခဲ့ပါတယ်ဘုရားတလေးစိတ်နဲ့စိတ်လူပြီးပြောမိတာပါဘုရားအပြည့်ကြီးလားဘုရားတဲ့မိဘကိုကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးတဘာဘာနဲ့ပြင်မမယ်ဆိုရင် အကုသိုလ်ဖြစ်ပါတယ်အကုသိုလ်ဆိုတာကမိနဲ့အလားတရာတူပါတယ်နော်မိကိုကလေးကပဲကင်ကင်လူကြီးကပဲကင်ကင်ကင်မယ်ဆိုရင်ဘသူပဲကင်ကင်ပူမှာဖြစ်ပါတယ်အဲ့ဒီအတိုင်းပါပဲအကုသိုလ်ဆိုတာကကလေးပဲလှုပ်လှုပ်လူကြီးပဲလှုပ်လှုပ်အကုသိုလ်ရဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်ဦးဇင်းတို့ငငယ်တုန်းကတကားကြီးတယောက်တရားအားထုတ်တာចောင်းကြီးဇောက်ထိုးဖြစ်သွားလို့ဆိုပြီး ကျောင်းပေါ်ကနေစင်စင်ပြီးပြေးပါတယ်။တရားအားထုတ်မဲ့လုပ်တိုင်းကြောင်းကြီးဇောက်ထိုးဖြစ်သွားလို့စင်ပြေးရတဲ့အချိန်ပေါင်းခဏခဏပါပဲနော်။အဲ့ဒါကိုတရားပြတဲ့ဆရာတော်ကသိတဲ့အခါဒကာကြီးဗာမားလှုပ်ထားမိသေးလဲစဉ်းစားပါဦးလို့ပြောပါတယ်။အဲ့ဒီလိုပြောတဲ့အခါမှာဒကာကြီးကတပိတော့ကြံခဲ့တဲ့တလားလောက်ကမိခင်ကိုတွန်းလှဲခဲ့ဘူးပါတယ်ဘုရားဆိုပြီးရှောက်ပါတယ်။အဲ့ဒါဆိုရင်ဒကမာကြီးကိုခေါ်ပြီး သေးသေးချာချာဝန်ချတောင်းပန်ခရော့လိုက်ပါလို့ဘုန်းကြီးကပြောပါတယ်။ဒကာကြီးလည်းပဲဘုန်းကြီးပြောတဲ့အတိုင်းမိခင်ရှေ့သွားပြီးမိခင်ရဲ့ခြေဖမိုးနဲ့သူ့ရဲ့နှစ်ဖူးကိုထိအောင်တိုက်ပြီးတော့ကျူးလွန်ခဲ့သမျှအပြစ်ကိုခွင်လွတ်ဖို့ဝန်ချတောင်းပန်ပြီးခရော့ပါတယ်။အဲ့ဒီလိုခရော့လိုက်တဲ့အချိန်ကနေစပြီးတော့တရားအထုတ်လို့ရသွားပါတယ်နော်။အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘကိုစော်ကားတဲ့အကုသို့အပြစ်ဟာတရားအထုတ်လို့မရတော့အောင်ထိအပြစ်ကြီးပါတယ်။ နော်ဒါကြောင့်မိဘကိုပြမစော်ကားမိပြီဆိုရင်ပြန်ပြီးတော့ဝန်ချတောင်းပန်လိုက်ပါနော်အရှင်ဖေယလူတယောက်ကြောက်အားကြီးပြီးတည်သွားရင်ဘယ်ဘုံရောက်ပါတလဲအရှင်ဖေယဖြေပေးတော်မူပါအောင်အရှင်ဖေယတဲ့လောဘနဲ့တည်ရင်ပြိတ္တာဘုံရောက်တယ်ဒေါသနဲ့တည်ရင်ငရဲဘုံရောက်တယ်မောဟနဲ့တည်ရင်တရိစ္ဆာန်ဘုံရောက်တယ်လို့ဖေယဟောရှိပါတယ်နော် ေါသလို့ပြောလိုက်ရင်ဗုဒ္ဓဘာသာဝင် အများစုက မကျေနပ်တာဆဲဆိုတာတိုက်ခိုက်ပုတ်ခတ်တာလောက်ကိုပဲဒေါသလို့မြင်တတ်ကြပါတယ်။ကြောက်တာဟာလည်းပဲတရားကိုကောက်ရင်ဒေါသပဲဖြစ်ပါတယ်။ဒါကြောင့်အကြောက်တရားနဲ့တေးမယ်ဆိုရင်ဒေါသနဲ့တေးတာဖြစ်တဲ့အတွက်ကြောင့်ငရဲဘုံကိုလာရောက်နိုင်ပါတယ်။အရှင်ဖေယကိုကိုကိုတတ်တည်ရင်အဖန်905ကဘာဆိုတာ ဟုတ်ပါသလားဖေယတဲ့ ကိုကိုကိုတတ်သေးရင် အဖန်905ကဘာခံစားရတယ်ဆိုတာကဖះဟောစကားမဟုတ်ပါဘူးเนาะအရက်သေးကသူပြောကိုပြောစကားတွေသာဖြစ်ပါတယ်ဒါဖြစ်ရင်လူအချို့ဟာဘာကြောင့်မိမိကိုကိုတတ်သေးရတာလဲလို့နှီးစရာအကြောင်းရှိလာပါတယ်မိမိကိုကိုတတ်သေးရခြင်းအကြောင်းရင်းဟာပါဏာတိပါဒကံကြောင့်ဖြစ်ပါတယ်ပါဏာတိပါဒကံကိုကျူးလွန်တဲ့သူတွေဟာ ခန္ဓာကိုယ်အင်္ဂါချွတ်တဲ့ခြင်းရုပ်အစင်းအင်္ဂါမှလှပခြင်းအာအင်ချိနေခြင်းလျင်မြန်ဖြက်လက်မှုမရှိခြင်းသူတစ်ပါးတတ်ဖြတ်ခြင်းကြောင့်အသက်တရားခြင်းသူတစ်ပါးတို့ကမတတ်ဖြတ်တော်လဲပဲမိမိကိုယ်ကိုမိမိပြန်လဲတတ်ဖြတ်၍အသက်တူရာခြင်းအနာယောဂါကြောင့်အသက်တူရာခြင်းအချွေရန်ပျက်စီးခြင်းစတဲ့မကောင်းသောဆူကျိုးတွေကိုခံစားရပါတယ်လက်ရှိပစ္စုပန်မှာကိုယ်ကိုယ်ကိုတတ်တည်တဲ့သူတွေဟာ အပေါ်ရန်အနေဖြင့်အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ဘဝတစ်ခုခုကပြုခဲ့တဲ့ပါဏာတိပါဒကံရဲ့စိုးကျိုးကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုမိမိတတ်သိရင် အဖန်905ကဘာခံစားရတယ်ဆိုတာဟာဖျားဟောမဟုတ်ပါဘူး။ပါဏာတိပါဒကံရဲ့စိုးကျိုးကြောင့်သာဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။